ို့ညာ YouTube channel ကိုဝင်ရန်အားပေးနားဆင်နေကြသူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရန်ကုန်ဘဆွေဤလေတော်မှတိဟောကောင်းဤဆိုတဲ့ဘုဒ္ဓစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအော်ကျွန်တော်အပိုင်း၃နေဖြင့်ဆက်လက်မဖတ်ပြမီပေါ့လေ အအပိုင်း1မှာပဲကျွန်တော် comment လေးပြန်ကြည့်တယ်ပေါ့နော်ပြန်ကြည့်လိုက်တဲ့အခါမှာအပြန်ကြည့်ရတဲ့ရည်ရချက်ကလည်းကျွန်တော်တို့တချို့ဟာတွေမှာမှားနေမှာဆိုလို့ပေါ့နော်အမှားကျွန်တော်တို့ဖတ်ပြတဲ့ဟာတွေကအတန်တွေတွေပဲမှားမှာတာကျွန်တော်တားဆိုရင်လည်းပေါ့အဲ့လေဒီနေ့တိုင်းမှာပဲကျွန်တော်ပြန် comment လေးပြန်ကြည့်လိုက်တဲ့အခါမှာအဆရာကြီးသမီးလည်းအပိုင်း1မှာ comment ရေးထားရှိပါတယ်ပေါ့နော်။ဟိုဆရာကြီးသမီးကတော့ဒါဆရာကြီးရဲ့စာအုပ်ကိုဒီလိုဖတ်ပြပြီးလို့သူကကျေးဇူးတင်ပါဆိုတာမျိုးပြောထားတယ်ပေါ့။အဲ့ဒီမှာကျွန်တော်နောက်ဆက်ဖတ်လိုက်တဲ့ခါကျတော့ဆရာဆန်ဆိုတဲ့အကောင့်ပေါ့နော်။ကျွန်တော်အကိုတယောက်ကနေပြီးတော့သေတော်မတဲ့ကျွန်တော်အပိုင်းတင်းတဲ့နှစ်မှာသေတော်မတဲ့အော်ကောင်းဤဆိုပြီးကျွန်တော်ကဖတ်လိုက်တယ်။အော်ကောင်းကြီးဆိုတာကျွန်တော်စိတ်ကူးနဲ့ကျွန်တော်ထင်ထင်တာပေါ့လေစိတ်ကူးမဟုတ်ဘူးအဲ့လိုဖတ်လိုက်တာဖတ်လိုက်တော့အဲအကိုကနေပြီးကျွန်တော်ကိုပြန်ပြီးတော့အမှားလေးပြင်ပေးထားတယ်ပေါ့နော်ဟိုသေတော်မှတိ အော်ကောင်းဤပေါ့နော်အဲ့လိုမျိုးဖတ်ရတယ်။နောက်ဆရာကြီးသမီးကလည်းအော်ကောင်းဤလိုမျိုးခွဲဖတ်စရာမလိုဘူးပေါ့နော်ဇက်တိုက်ဖတ်တယ်ဆိုတာမျိုးလေးပြောထားတယ်။အာဒီဒီအပိုင်းသုံးကနေစပြီးတော့ကျွန်တော်တို့အကိုရီထောက်ပြခဲ့တဲ့အချိန်ပေါ့နော်။အော်သေတော်မှတိအော်ကောင်းဤအဲဒီလိုမျိုးကျွန်တော်ပြန်အမှန်ပြန်ပြီးတော့ထွက်ပြီးတော့အော်ဖတ်ပြလိုက်ပါတယ်။သို့တဲ့ကြောင့်အပိုင်းတင်းတဲ့နှစ်မှာကျွန်တော်ကသေတော်မှတက်အော်ကောင်းဤဆိုပြီးတော့အမှယွန်းအတန်ထွက်ပြမိတဲ့အတွက် အဲဆရာကြီးနဲ့တကွာဆရာကြီးဆိုတော့မျိုးတော်ပေါင်းเนาะအဲယခုနားဆင်သူများအားလုံးကိုကျွန်တော်အနေနဲ့အာဒီကနားလေခုနှစ်ပြီဟိုနူညင်မြတ်တရားခံတောင်းပန်အပ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာအင်္ဂလိပ်ဗမာဒုတိယစစ်ပွဲဖြစ်လူလူအချိန်နောက်စီကဟန်တာရီရန်ကုန်မြို့တီအင်ဂျီနဲလှဤမြို့ွက်ကျင်းဤမြို့နဲ့မဏိမဝဲအနောက်မြောက်စုစု၌ကြည်မြင်တိုင်းကွန်စာကွန်ဘိတ် ကြေးမြင့်တိုင်းရွာငယ်ရှိသည်မြို့ဤအရှိမြောက်ဘက်ရွံ့ရွံ့တွင်ပဇံတော်ချောင်းကပါတန်ငါရွာငယ်ရှိပကိုးမလာသည့်ဂုံရောင်းဝဲလှေစိမ်းများဆိုက်ကရာဈေးစိတ်ရွာကလေးဖြစ်သည်မြို့ဤအစွန်းအနောက်ဆူဆူ၌တရတော်ကြီးနှင့်ဘုံတော်ကြီးကျောင်းရှိယခုတရတော်ကျောင်းတိုက်နေရာမြို့ဤအစွန်းအရှိဆူဆူမြေကမ်း၌ကလေးပြိုရက်ွက်နှင့်ဖျားငယ်တဆူရှိယခုဘုရတော်စီတီနှင့်ရက်ွက်နေရာ ညို့ဤအစွန်းမြောက်ဖက်စူးစူး၌ဆုလေကုန်းနှင့်ဆုလေစီဒီရှိညို့ဤတောင်ဘက်မြစ်တစ်ဖက်ကမ်း၌ဒလရွာငယ်ရှိညို့ဤမြောက်ဖက်၌ကြီးမားထူထပ်သောပင်ဆောက်တည်တော်ကြီးရှိထိုတည်တော်ကြီးတွင်အနောက်ရွန်းရွန်းတွင်ဗဟန်းရွာငယ်နှင့်ဒိန်ကိုဒရာကုန်းရှိထိုကုန်းပေါ်၌ဗမာပြည်၏အကျော်ကြားဆုံးသောရွှေကုန်းစီဒီတော်ရှိမြစ်စိတ်ကမ်းရှိအချို့သောအစာအုပ်အနေငယ်မှလွဲ၍ဟန်တာရီရန်ကုန်မြို့ကိုအဝေးမှကြည့်၍မမြင်ကြရ မြို့တွင်မြို့ပြင်အလုံးသစ်ပင်များဖုံးလွှမ်းထားပြီးသို့ရှိအုတ်ဆိုင်နေသောသစ်ပင်ဝါပင်ကြီးများအောက်၌ရွက်ပုံသည်မှတ်နေသောသစ်သည်ကဲ့သို့အလွန်စီကားလာ၏ဒမောစိတ်ကမ်းမျိုးဖြစ်သောကြောင့်ကုန်စီတဲဖို့အတွက်လက်များသွားနိုင်ရန်လမ်းကျယ်ကြီးများရှိဖုံထောင်းထောင်းထားသောလမ်းကျယ်ကြီးများပေါ်၌ကုန်တယ်များခရီးဝေးမှဈေးဝယ်လာကြသူများဗမာပြည်၌မြို့ကိုနေထိုင်ကြသောနိုင်ငံသားများမင်းမူရမ်းများထိုသူတို့၏မြင်းများကုန်တင်လှည့်ကြီးများ စသည်တို့သည်ရက်နေသောရက်ကန်းစဉ်အတွင်းရှိလွင်များကဲ့သို့လူလာတုံခေါက်သွားနေကြ၏မြစ်စိမ့်၌လည်းကလပြူတို့ဤသင်္ဘောများယွန်းတို့ဤသင်္ဘောများဘဝရှင်မင်္ဒရာကြီးဤသင်္ဘောများနိုင်ငံတော်ရှိဂုံတဲ့တရေတို့ဤသင်္ဘောများရေမြိတ်တဝဲတနင်္သာရီသွားသင်္ဘောများပသိမ်မြောင်းများသွားသင်္ဘောများဘိန်ကိုကြီးများလောင်းကိုကြီးများထံပါလေကြီးများဤရွက်တိုင်များစသည်တို့သည် ပြီးသွားကိုလန်ထောင်ထားပြီးတော့မြေကန်တလျှောက်၌အစီစီအထက်ထက်ရှိကြ၏အလုံးစုံခြုံလိုက်သော နေပြည်တော်ကဲ့သို့မကျဲဝန်းတော်လဲနေပြည်တော်ထက်ပင်အယောင်အဝယ်စီကားသည်အေးချမ်းသာရသည်ပင်လည်းနှင့်ဤသောကြောင့်ရာသီဥရုမြတ်တသည်ဟုဆိုနိုင်၏သို့သောလွင်ကဲ့သည့်တပတ်ကံတွင်ရန်ကုန်မြေထဲသို့ဝင်လာသည့်ကလပြူတင်မောတို့သည်ဗမာတို့ကပေးအပ်လာသည့်ဝင်ခွင့်အမိန့်ကိုအတိမတ်မပြုမယူဘဲညှဉ်းဆန်၍ဗမာတို့ကတာစီပြစ်ခတ်ကြသောအခါ ဗမာအကောက်စိတ်တစ်ခုလုံးကို ရာဘုံ မြေဖြစ်အောင် ပြစ်ခတ်တိုက်ခိုက်၍ဟန်တာရီရန်ကုန်စိတ်ကန်းသို့အတင်းဝင်ရောက်ဆိုက်ကပ်၏ထိုမှသည်စ၍ဟန်တာရီရန်ကုန်မြို့၌ပါဇက်တရင်မျိုးစုံဖြစ်လာ၏လူတွေနေတထိတ်ထိတ်ညတထိတ်ထိတ်ရှိ၏လူစီကရာဖြစ်သည့်ဈေးများလဲစိတ်လဲစိတ်ရက်ွက်များ၌တနေ့သုံးလေးချိန်လန့်လျက်ရေးကြလွှားကြဆိုင်တွေအိမ်တွေပိတ်ကြမကြမကြဖြစ်၏လူတွေသာလန့်သည်မဟုတ် ြီးတွေကလည်းခဏခဏပြူ၏လမ်းပေါ်၌လူသူကင်းရှင်းလျက်လမ်းဘေးဝဲရာရှိဝန်တကာများအလုံးပိတ်ထားကြ၏ဝန်တကာတွင်၌လမ်းထားသည့်ထမင်းကြောက်ဖြာများအိမ်တိုင်းလိုလို၌တွေ့ရ၏ထမင်းကြောက်ဖြာတို့၏ဘေး၌ထမင်းကြောက်သိမ်းခြင်းအသည့်လမ်းခြင်းမှွေခြင်းစသည်တို့ကိုပြုလုပ်နေကြသည့်အိမ်သူမိမာကြီးတယောက်နှစ်ယောက်တို့ကိုလည်းအိမ်တိုင်းအိမ်တိုင်း၏ဝန်တို့၌တွေ့ကြရ၏ကျောသောအိမ်ပေးအိမ်ရှိကပြင်းစသည်တို့၌ မြတန်တန်နေသောယောက်ျားလံအယုတန်နေသောယောက်ျားဓာသွေးနေသောယောက်ျားတို့ကိုတွေ့ရတတ်၏ဟန်သာဝရီရန်ကုန်မြို့သူမြို့သားများသည်လမ်းမပေါ်၌သွာလာနေကြသည်တယောက်တလေမြသောလမ်းသွာလန်လာတို့ကိုပင်ကြောက်ရွံ့တကဲ့သို့၎င်းရန်မူခြင်းနေတကဲ့သို့၎င်းစိမ့်စိမ့်ကားကားကြည်နေရကြ၏အင်းရှိတကားတို့ကိုလည်းအလုံးပိတ်လျက်တကားတရွတ်မြသာလှက်ထားကြ၏လွန်ခဲ့သည့်၃-၄ရက်အတွင်းကမူလမ်းပေါ်၌ ဤမြလူသူမရှင်သေးရန်ကုန်မြို့ရှိဗမာကလာတရုတ်ကုန်တဲ့အနေစုတို့သည်စိုက်ကလာသည့်ကလပြူတင်းမောနှင့်ကုံစီချင်းဖလဲမှု ရောင်းဝယ်ပေါက်ကားမှုတို့ကိုပြုလုပ်နေကြသဖြင့်လမ်းပေါ်၌လှဲများမြင်းများဥရဟုသွားဆဲရှိသည်အခြားသောအများစုဖြစ်ကြသည့်ဗမာကလာတရုတ်တို့ကဗမာစိတ်ကန်းကို အနိုင်အထက်အတင်းဝင်ရောက်စိုက်ကန်သောစစ်တင်းပေါ်မှပါလာသည့်ကုံစီများကိုအယောင်အဝယ်လဲမပြူကလပြူတို့ကိုလည်းမဆက်ဆံဘဲနေကြ၏ ထို့ကြောင့်အယောင်ဝယ်ပြုသူတို့အဖို့အပြိုင်လူရဲ့ဝယ်ယူရောင်းချမည်သူများမရှိသည့်အတွက်အမြတ်စွန်းခက်မြတ်မြတ်ရနိုင်သည့်အချိန်ကောင်းအခွင့်ကောင်းမျိုးဖြစ်နေ၏။သို့အတွက်ကလပ်ပြူတို့နှင့်အခင်မင်ပေါင်း၍အယောင်ဝယ်ပြုလုပ်သူများကပြုလုပ်ကြ၏။ဤသို့ပြုလုပ်သည်ကိုဟန်တာရီရန်ကုန်မြို့သားတို့နှင့်ဂုံတဲအများစုတို့ကနောက်ပြောင်ပြည့်ရဲပြုကြ၏။ရှုံချပြစ်တင်ကြ၏။မိမိတို့တအိုးတအိမ်တောင်ကောင်းစားရေးကိုသာကြည်သောမျိုးဖြတ်များ တခုကိုဒီယိုကန်းဒီတစ္ဆာပေါမျိုးဖြတ်များဒါတော့ငွေကြီးစုံမဲ့လင်နင်တို့သမီးများနှမများမယားများမအေများကိုကလပြူသင်းမောရှိရာသို့တွားပို့ကြဟုဆဲရေရန်စကြ၏ထို့ကြောင့်ခိုင်ရန်ဖြစ်ပွားကြသဖြင့်ဟန်သာရီရန်ကုန်မြို့ကိုခိတအုပ်ချုပ်နေရသောရေဝင်မင်းကြီးကဗမာဘရင်ပိုင်တဲ့၌မိကိုနေထိုင်သူအလုံးကလပြူတို့နှင့်ဆက်ဆံမှုမပြုရကလပြူသင်းမောရှိရာသို့အထွက်အဝင်မပြုရဟုအမိန့်ထုတ်၏ ထို့သောအမိန်ထုတ်သည့်ကိုကလပ်ပြူရိုနှင့်ကုလူဆက်ဆံနေကြသည့်ဗမာကလာတရုတ်ကုံတဲ့အနေစုတို့ကမကျေနပ်ပေ။ထို့ကြောင့်ရန်ကုန်နေကလပ်ပြူကုံတဲ့မစ္စတာရှက်ပါထိုနှင့်ပူပေါင်း၍ကလပ်ပြူသင်းမောအုပ်ကွမ်မန်ဒိုလင်ဘတ်ကိုတိုင်၏။ဤတွင်ကွမ်မန်ဒိုလင်ဘတ်ကဟန်သာရီရန်ကုန်ကိုခိတအုပ်ချုပ်နေရသောရေဝင်မင်းကြီးစီတို့ကလပ်ပြူဇဂပြန်အက်ဒရစ်ကိုဆေလွှဲ၍ယင်းအမိန်ကိုချက်ချင်းရုတ်သိမ်းပေးရမည်ဟုတောင်းဆို၏။ ဤရည်သည်ကလပြူတို့ကအကြောင်းရှာလျက်အောက်တော်စိတ်ကန်းကိုမြေလံပြစ်တကဲ့သို့ရန်ကုန်တမျိုးလုံးကိုအလွယ်တိုက်ခိုက်သိမ်းယူပြစ်နိုင်သည့်အရေးမျိုးဖြစ်၏အကယ်၍ခုခံတိုက်ခိုက်ကြမည်ဆိုရင်မိမိတို့ဘက်မှခုခံတိုက်ခိုက်ကြရန်လူသူလက်နက်ပါမျအသင့်မရှိသည်ထို့ကြောင့်ရေဝင်မင်းကြီးကမိမိထော်ထားသော အမိန့်ကိုချက်ချင်းရုတ်သိမ်းပေးလိုက်ရ၏ထို့ပြင်ကလပြူတို့နှင့်အယောတဝင်းဝင်ထွက်ဆက်ဆံကြသည့်ဂုံတွေတို့ကိုအခြားမကျေနပ်သူတို့ကပြောဆိုနောက်ပြောင်ရန်စားကြရာမှာ လဖြူတို့ပါဝင်လာလျက်ကလဖြူနှင့်ဗမာတို့အချင်းဖြစ်ပွားနိုင်သောကြောင့်ကလေးဖြူတို့နဲ့ဆက်ဆံရောင်းဝယ်သည့်ဂုံတွေတို့ကို နောက်ကြောင်ရန်စာခြင်းမပြုရဟုအမိန်ထုတ်ရသည်။ဤတွင်ကလေးဖြူတို့နဲ့ရောင်းဝယ်ဆက်ဆံကြသည့်ဗမာကလာတရုတ်ဂုံတွေတို့သည်ဘေးလူတို့မျက်စိနောက်အောင်ထောင်ထောင်လွှားလွှားလှုပ်လာကြ၏။လမ်းမကြီးပေါ်၌ကလေးဖြူတို့နဲ့တွဲ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 လှုပ်ကြကြ၏။ဂုံစီလက်ကြီးများဘေးကကြွားကြွားဝါဝါ ။အိုဂျေဟိဂျေပြောဆိုရေမောကသွာလာကြ၏။သို့သောဤအပြုမှုမျိုးကို ကြားရှိမလုလိုက်ကြရချေ။ကြည်မြင်နိုင်ကြည်မြင်နိုင်ရွာငယ်မှဗမာတထေကုံတဲ့ကြီးဥတင်ထွန်းဤသားမျိုးမင်းသည်အမေရိကန်လူမျိုးကလပြူဖုန်ကြီးမစ္စတာကင်ဂိတ်နှင့်ယင်းနေ၏။ကလပြူတို့နှင့်လည်းအပေါင်းများ၏။ကင်ကိတ်တင်ကြပြီသောကြောင့်ကလပြူစကားလဲကောင်းစွာတတ်၏။ထို့ကြောင့်အခွင့်ကောင်းကြုံကြိုက်တော့ကလပြူတင်မောအထယ်အတော်များများကိုအခြားကလာတရုတ်တို့နှင့် ်အပြိုင်ဝဲကြရာတွင်ဈေးချင်းတူညီပါလျက်နှင့်မျိုးမင်းကရ၏တို့အတွက်ကလပြူကုံတဲနှင့်တကားကလပြူဘုံငယ်များကလပြူစစ်သားများကလပြူဖုန်ကြီးကင်းကိတ်စသည်တို့ကိုညစာကြွေးမွေးရန်တဘာရဲခေါ်ဆောင်လာ၏ကုံစီတင်ထားသောမျိုးမင်း၏လှယ်ရန်ကြီးသည်ဟန်တာဝရီရန်ကုန်မြို့၏အနောက်ဘက်တရတော်ကြီးထဲမှဖြတ်၍ကြည်မြနိုင်ရွာစီသို့ရှေ့ရှုသွားရမည်ဖြစ်၏ကုံစီလက်ကြီးများ၏ရှေ့၌ရှားပါလာသည် စာဥပြောင်းနွားပြေးနွားချောစင်တူနှကောင်ကသောလက်ရင်တစီနွားညိုချောကလေးနှကောင်ကသောလက်ရင်တစီနှဖြူသောနှကောင်ကသောလက်ရင်တစီနှင့်မြင်းဆယ်ကောင်ရှိလက်ရင်သုံးစီပေါ်၌လက်နက်ကင်ကလပြူစစ်သားများကလပြူတိုင်းပြည်ဖြင့်ဝီစကီဘရန်ဒီအရာများရှိကြ၏လက်ရင်တို့ရှိ၌ကလပြူဖုန်ကြီးကင်ဂိတ်ကလပြူကုံတဲ့လူငယ်ကလပြူဘုံငယ်များနှင့်ညစာစာဖိတ်သူမျိုးမင်းတို့မြင်းကိုစီစီလျက်အသင့်ရှိနေကြ၏ မျိုးမင်းတို့သည်သင်္ဘောစိတ်ကမ်းမှထွက်သွားကြရာ၌ကြည်မနိုင်ရွာငယ်သို့တန်တန်မတ်မတ်မသွားကြ။မြင်းဆယ်ကောင်လှဲသုံးစီးဂုံစီလှဲပေါင်း90ဖြင့်ဟန်သာရီရန်ကုန်မြို့တွင်သို့ဖုံထောင်းထောင်းထားအောင်လူလာတွန့်ခေါက်သုံးချိန်တိုင်လှက်ပတ်လိုက်သည်။ဂင်ဂိမ်းမတပါမျိုးမင်းသည်၎င်းဂလက်ဖြူတို့သည်၎င်းအတော်အတန်မူနေကြပြီဖြစ်ရာလက်ရင်များမြင်းများပေါ်မှ အော်ကြီးဟစ်ကြဲစကားပြောကြ၏။တိပင်များအကြား၌ ပဒင်တန်ရိုက်ခတ်ကြံရစ်အောင်တဟာတဝါဝရေရည်ဟန်သာရီရန်ကုန်မြို့တစ်ခုလုံးတင်းတို့ဤအတန်ပဒင်တန်များဖြင့်၎င်းတင်းတို့လှဲများကြောင့်ထာသော ဖုံတို့ဖြင့်၎င်းဖုံလွှမ်းကြံရစ်ခဲ့၏တင်းတို့ကမူကြည်မနိုင်ရွာငယ်တို့သွားရာလမ်းရှိသည့်မြို့အနောက်ဘက်တေတော်အုပ်ကြီးတဲသို့ဝင်သွားကြ၏မြို့မင်းတို့တေတော်အုပ်ကြီးတွင်သို့ဝင်သွားကြသည့်အချိန်သည်ကျစာကြွေးချိန်နေကြုံမြရှိသည်နေလုံးကြ၍နေရင်တွင်ချင်းရောက်သည်နှင့် ဟန်တာရီရန်ကုန်နဲ့ကအနီးအပါးရွာငယ်လေးတွေအလုံးတို့အထိတ်တလန့်သတင်းတစ်ခုရောက်လာ၏ကြည်မြနိုင်တရေသာမျိုးမင်းကိုလူစိုးတွေကတေတော်ကြီးတဲကစောင့်ပြီးဖမ်းသွားကြတယ်အတူပါသွားတဲ့ကလပြူစစ်သားနှစ်ကြိတ်ကျော်နဲ့ကုန်တင်လှဲ90ကျော်ကိုပါခေါ်သွားလိုက်သေးတယ်ဒေါ်သတင်းဒီဒေါ်မီလန်ဒလိုနေရာအနှံ့ရုပ်ချီးပြန့်၏ဖြစ်နိုင်မလားမဖြစ်နိုင်တာကြီးခုတချို့ကဆိုကြ၏ဆိုနိုင်ဘူးဟုတ်ရှင်ဟုတ်မှား ဒီကောင်ကကလပ်ဖြူတွေနဲ့ပေါင်းနေတော့အမြင်ကပ်လို့တင်မင်လုတ်တာလဲဖြစ်ချင်းဖြစ်မှာပေါ့ခုတချို့ကပြောကြ ਈ ဒင်းအဖမ်းခံရတာမခံရတာကအရေးမကြီးပါဘူးတနတ်တန်တစ်ချက်မကြလိုက်ရဘဲနဲ့ကလပ်ဖြူတွေပါအားလုံးပါသွားကြတယ်ဆိုလို့ငါတို့ကအံ့ဩလွန်းလို့ခုအချို့ကအံ့ဩကြ ਈ ဟန်သားတွေရန်ကုန်တမျိုးလုံးလှုပ်လှုပ်ရွရွဖြစ်နေ ਈ ရန်ကုန်မြို့ကခိတအုတ်ချုံနေရသည့်ရေဝင်မင်းကြီးအဖို့ကြည်မြနိုင်တထေသားမျိုးမင်းကို လူစိုးတွေကဖမ်းသွားသည့်အတွက်အရေးမကြီးအရေးကြီးသည်ကထိုလူစိုးတို့သည်ဗမာဘရင်မင်းဒရာကြီးကိုထောင်ထားထားကြွမိလူစိုးတွေလားကလပြူတွေကိုပါဖမ်းသွားသည့်အတွက်ကလပြူအသင်းဘောကိုအုပ်ချုပ်သည့်ဘုံနှင့်ညီတို့ပြေလည်အောင် ပြုလုပ်ရပါမလဲဟိုသောကိစ္စတွေဖြစ်၏ပဇွန်တော်ရွာငယ်၌ရှိသည့်ဒီလဝါဆောင်သုံးခွပယ်နှင်းကြီးအိမ်တို့မင်းလူလင်များကိုဆေလွှတ်ရ၏ဒနုတ်ကွင်းမှလိုင်းတကြီးကို အခေါ်ခိုင်းရ၏ ကျောင်းမမျိုးဝင်မဟာမင်းကျော်ရာဇာကိုပင့်ဖိတ်ရ၏အဝေးရောက်စရေမင်းကျော်မင်းထင်ကိုခေါ်ယူရ၏ရဲဘုံမောင်ဘုံသူ့အလိုလိုရောက်လာသည်ဖြင့်ရေဝင်မင်းကြီးအလုတ်တက်တာသွား၏အလုံးမျက်နှချင်းဆိုင်မိကြသည်နှင့်ဘသူပြုရပါချေခုရေဝင်မင်းကြီးကစတင်အကြံတောင်း၏ဤတွင်ကိုကလပ်ဖြူဘုံကြီးကင်ကိတ်က လာပြောခြင်းဖြစ်၏လူစိုးတို့ကမှားကြအပြောအဆိုလွတ်လိုက်သောကြောင့်ကင်ကိတ်လွတ်လာရခြင်းဖြစ်သည်ဆို၏လူစိုးဆိုသူတို့မှာ အလုံး73ယောက်မြတ်သားရှိသည်တို့လုတ်ရီကြံရီလူစွမ်းလူစရှိသားသူရှိ ဖြစ်ပုံရ၏အင်းကိပြောကြရာသည်တို့သည်ကလပြူတွေထဲမှအကြီးအကဲဖြစ်သောဘုံငယ်ကလေးများကိုတည်နှင်းကြသည်ဆို၏တေတော်ကြီးအတွင်သို့ဖြတ်ဝင်လာကြ၍စံကြောင်းငယ်ကလေးကိုကြော်မိကြသည်နှင့်အသင်ဆောင်နေကြသောသည်တို့လူစုကကလပြူဘုံငယ်၆ယောက်နှင့်ညိုမင်းကိုဖြုတ်ချီးမြင်ပေါ်ခုံတက်ဖမ်းကြပြီးလယ်မျိုးကိုဓာဖြင့်ထောက်လိုက်ကြ၏ကျန်လူတို့က ဘေးနှစ်ဖက်နဲ့နောက်ဖက်မှတာဝန်ခွဲ၍ပိတ်ညက်စောင့်ကြ၏မိတ်ဆွေများခုခံကြရင်မလွဲမချောင်သာပဲမိတ်ဆွေတို့ရဲ့ဘုံများကိုတက်ရပါမယ်မခုခံရင်မိတ်ဆွေတို့ကိုကျုပ်တို့ကဖိတ်ခေါ်သွားပါမယ်မိတ်ဆွေတို့ကိုကောက်ဘွဲတစ်ခုခုနဲ့ဧည့်ခံပြီးဘေးမတိရမခစေပဲချက်ချင်းပြန်ပို့ပေးပါမယ်မျက်နှာဖုံးကိုအုပ်ထားသည့်လူစိုးဘုံနှင့်တူတူကကလပြူစကားဖြင့်ယဉ်ကျေးဝယ်ရာပြောလိုက်ပြီးချက်ချင်းမိမိနောက်၌ရှိသူတို့ကိုအချက်ပေးလိုက်အချက်ပေးခံရသူတို့က လပြူစစ်သားတို့ထာ၌ရှိသောလက်နက်တို့ကိုအသားကြီးလက်ဖြန့်တောင်းကြ၏ကလပြူစစ်သားများကမပေးလိုပဲလေးလေးကန်းကန်းလှုပ်နေကြစဉ်ကလပြူဘိုတို့ဤလက်မျိုးကိုဓာပြင်ထောက်ထားသူများကခပ်ဖိဖိပြုတ်လိုက်ကြ၏ကလပြူဘိုတို့ကမိမိတို့စစ်သားများအားလက်နက်တွေပေးလိုက်ကြရန်အမိန်ပေး၏လူစိုးဘိုစီမရေတံထွက်လာ၏ခိတာအသိသိထားတာပါမိစွေတို့လက်နက်တွေကိုပြန်အပ်ပါမယ်လူစိုးဘိုဤတပည့်တော်ကလက်နက်အလုံးကိုသုံးစုခွဲစည်းလျက် မြင်းသုံးစီးပေါ်တို့တင်ဤပြည်လင်အသင်ပါလာကြသောဝင်တင်နွားများပေါ်တို့လှဲထမဂုံစီများကိုတည်တင်ကြ၏လဲသမားတို့ကလည်းကူညီတင်ပေးကြရ၏လဲတို့မှနွားများကိုလည်းဖြုတ်ယူကြ၏ထို့နောက်လဲသမားများနှင့်တကွကလားစစ်သားတို့ကိုပါလမ်းမရှိသောဒေါ်တွင်တို့ခြေလင်ခေါ်သွားကြ၏ကင်းကိတ်ကိုမူဒေါ်ရဲတို့တရိုင်ခန့်အတူခေါ်သွားပြီးမှကလပြူတွေကို ခုညရင်းချင်းဟန်တာရီ ရန်ကုန်မြို့သို့ပြန်ပို့ပြီးမည် အကယ်၍မိမိတို့နောက်သို့လိုက်လံထောက်လန်းသည်ရှာဖွေသည်ဟုသိရလျင်ကလပြူတွေကိုတကောင်မှပြတ်မလွယ်ကလပြူဘိုလင်းပတ်နှင့်ရေဝင်မင်းကြီးတို့အချင်းများကြစေမည်ဟုရေဝင်မင်းကြီးကိုအကြောင်းကြားပေးရန်လွှင့်လိုက်သည်ဆို၏ဒီအတိုင်းပဲကလပြူဖုန်ကြီးကင်းကိတ်က လာပြောသည်ဗျာသဟာတောင်တင်းတို့ကလပြူဘိုကိုအရင်ပြောပြီးမှဒီလာပြောတာရေဝင်မင်းကြီး၏မျက်နှာ၌မကြံတတ်မစီရဖြစ်နေ၏ မိသူမိဘတွေပြစ်လိမ့်မည်ဟု၍မြပင်မခံမန်းတံငါတို့ကလိုက်သွားရင်လဲသင်တို့ပြောသည့်အတိုင်းကလဖြူတွေကိုတတ်ပြကြရင်အခက် မလိုက်ပဲနေပြန်ရင်လဲသင်တို့ဘယ်သူဘယ်ဝါတွေမှမသိခြေရာခြေချောင်းကောက်မရတာကအခက်ဒီအရေးအရာ မောင်ပုံနဲ့ဆိုင်မတ်တကောရဲဘိုးမောင်ပုံလဲရေဝင်မင်းကြီးမျက်နှာကိုကြည့်၍ခေါင်းရမ်းဟန်တာရီရန်ကုန်မြို့နှင့်အနီးတဝိုက်တို့၌ဤသို့ပြူရဲပြူဝင်သူလူစိုးတို့မရှိကြ ရဲဘုံမောင်ပေါ်စီမှအပြေမရသည်မီစကပြန်အဒရက်နှင့်ကလပြူဘိုးတို့ရောက်လာကြပြန်၏ကလပြူဘိုးတို့ကရေဝင်မင်းကြီးကိုမာရီကြောရီမတန်မဆပြောကြ၏မိမိတို့လူများအဖန့်ခံရသည့်ကိစ္စတွေညီတို့ဆောင်ရွက်ပြီးပလဲဤကိစ္စမျိုးဖြစ်ပွားရခြင်းသည်ရေဝင်မင်းကြီး၌လုံးဝတာဝန်ရှိယခုညကလားဆက်12နာရီအတွင်းမိမိတို့လူများပြန်မလာလျင်ရေဝင်မင်းကြီးတို့ကသဘောတူတမင်ဖမ်းဆီးခိုင်းထားခြင်းဖြစ်သည်ဟုယူဆမည် စသည်ဖြင့်ပြော၏ရေဝင်မင်းကြီးကလည်းမိမိတို့ရေးယူနေကြသည်ဖန်ခံရသည်ဆိုသောကလပြူဘုံငယ်များပြန်မလာမှသာမိမိတို့ကိုပြောတင်သည်မိမိတို့အေးယူဆောင်ရွက်စေဤသို့မပြောတင်ပါဟုပြန်ပြော၏ကလပြူဘိုးတို့မကြေမနက်နှင့်စူစူညံညံပြု၍ပြန်သွားကြသောအခါရေဝင်မင်းကြီးကအဖန်ခံရသည်ဆိုသူတို့ဤနောက်သို့လိုက်တဲ့မလိုက်တဲ့ဆက်၍ဆွေးနွေး၏လိုင်းတကြီးသုံးခပဲနှင်းကြီးရဲဘုံမောင်ဘုံနှင့်အဝေးရောက်စေရီကြီးတို့က ကလဖြူဘိုတို့ကိုစိတ်မကြေမချမ်းအောင်အင်းနေလိုက်ရသောကြောင့်ဗာမြအတိုင်းပင်ပြု၏မယားအကြညာမပေးနိုင်ကြောင်မော်မြို့ဝင်မဟာမင်းကျော်ရာဇာတယောက်သာ လူကြီးဘီဘီကွန်းတကြွကြွဝါရင်ကွန်းသွေးကိုပက်ကနဲ့ထွေးလိုက်ပြီးစိတ်ပူနေဟန်ရှိသော ရေဝင်မင်းကြီးကိုလှမ်းကြည့်တဟာလောက်လေပူပင်မနေပါနဲ့လေသင်တို့လို့ရည်ကြံရည်ကြည့်ရတာဟာလူစိုးပေမင်းပညာအစဉ်အချင်းရှိပုံရပြီပါတဲ့ တင်းတို့ကဂရိတက်ကြမယ်မထင်ဘူးကျုပ်တို့လို့ရမဟာက အကယ်လို့အเจ้าမသိင့ခဲ့တော့ကလပြူတွေလာတိုက်တဟာကိုဘယ်ပုံပဲနီးခုခံကြမယ်ဆိုတဟာအသိဉာဏ်ထားယုံရှိတပါကြောင်မမြုပ်ဝင်ကြီးဤအစိုးပြုချက်ကိုအလုံးသဘောကျညီသဖြင့်အရေးရှိက ကလပ်ပြူတို့ဤတိုက်ခိုက်မှုကိုခုခံနိုင်ရန်ဒါဝင်ခွဲဝေကြပြန်၏ဤတွင်အငင်းခုံထိကြရပြန်သည်ကလပ်ပြူတို့ကစတိုက်ရင်းမိမိတို့က တသက်ခုခံနေခြင်းထက်သင်တို့ကိုပြန်တိုက်ခြင်းကပို၍ထိရောက်သည်သို့မဟုတ်လျင်တသက်ခုခံနေကြမည်မိမိတို့ကသင်တို့ရှိရာကိုကြိုတိုက်လျင်သင်တို့စသည်ကိုမိမိတို့ကစတိုက်ပါသည် ဟုဖြစ်လာနိုင်သည်ဤနှစ်ချက်ဖြစ်၏ညင်ခုံနေကြရ၍တော်တော်နှင့်စကားမပြီးပြကြထိုစဉ်ညကလားဆက်နာ၏ဆတနာ၏ကြောကြောတွင်ရဲဘုံမောင်ဘို၏ဟန်တာဝရီရန်ကုန်မြို့ဆောင်မင်းလူလင်အချို့တို့ညင်ကိုစီဖြင့်ရောက်လာကြ၏ လူစိုးတို့ဖန်စီသွားသောကလပြူစစ်သားတွေနှင့်လက်သမားများအလုံးပြန်ရောက်လာကြပြီဟုအကြောင်းလာကြ၏နောက်နေ့တွင်ထိုသတင်းသည်ဟန်သာရီရန်ကုန်မြို့နှင့်တကွဘဝင်းချင်းရွာငယ်ကလေးများ၌ပါပြောမဆုံးအောင်ရှိနေကြသည်တနတ်ကိုစီပါသောကလပြူ20ကျော်လက်သမား50ကျော်နှင့်မျိုးမင်းတပြည့်လူမှန်များအပါဝင်မျိုးမင်းတို့ကို33ရောက်ထဲရှိသောလူစိုးတို့ကဖမ်းဆီးသွားပုံလူစိုးဘုကမျက်နာကိုဖုံးထားပုံကလပ်ဖြူစကားတက်ပုံ လူငယ်လူကျော်ဟုထင်ရပုံတထေသာမျိုးမင်းကိုထမိန်ဝစ်စေလျက်ခါသာပါနေမျက်နှာချိုလေးကလပြီကိုလိုက်မဲ့မိမဟုဆို၍ကလပြီတို့ရှေ့၌ကာခိုင်းပုံထို့နောက်ကလပြီတို့ရှေ့၌ပင်ခေါင်းကွက်ကြရိပ်ပေးကြလျက်အမိတက်၍မြောက်ကဲ့သို့ခြေလေပေးပြီးဟေ့လာမြောက်ကြီးရှောက်သီးစမလားကလားရှောက်သီးချင်ဖြုံချင်ဖြုံဟုဒီဆို၍ကလပြီတို့စားတော့နေသည့်အချိန်၌တထေသာမျိုးမင်းက ဆက်လက်ကပြနေရပုံကလပ်ဖြူတို့တင်းတို့ယူဆောင်လာကြသည့်ဝီစကီဘရန်ဒီတို့ဖြင့်ပြန်၍အခန့်ကျွေးမွေးပုံထို့နောက်ကလပ်ဖြူတို့ကိုင်းဆောင်လာကြသည့်တနတ်တွေကမှကလပ်ဖြူတို့ရောင်းချသောတနတ်အချို့ကိုဈေးကြီးပေး၍ဝယ်ယူထားလိုက်ပုံတို့ဖြစ်၏တို့ပြင်လူဆိုးတို့ကသရေသားမျိုးမင်း၏နှစ်ဖူး၌မျိုးဖြက်ဟုမြက်ခုံးအထဏတွင်ကပ်၍စေနန်းနှင့်ထိုနံလွှတ်လိုက်ပုံဤသို့မပြူပါရန်မျိုးမင်းကတောင်းပန်သောအခါမျက်နာဖုံးထားသည့်လူဆိုးကဒါတော့ရှက်တတ်သလား ဟုပြော၍မကောနှစ်ချက်တိတိရိုက်လိုက်သေးပုံတော့ကိုလည်းပြောဆိုနေကြသည်ဒီလိုဆိုရင်ပစွန်တောင်ရသုံးကပင်လင်းကြီးရဲ့တနီမြရွက်ကပင်ကြိုက်ပါတော့မလဲအင်းရဲ့ဟုမိမအချင်းချင်းတွေ့ဆုံကြရာ၌ပြည့်ရပြောကြ၏ကောင်းပါလိတော့ဒီစီစဉ်ဥစ္စာအရှင်ဝါနဲ့ဟန်သာရီရန်ကုန်မြို့ကြီးကိုတောင်လှေတွင်နဲ့အခောက်ခောက်ပတ်သွားသည်သမဟုတ်လားဒီလိုဖြစ်တာကောင်းတယ်ဟုအကျော်ကဝန်တာကြ၏ဟန်သာရီရန်ကုန်မြို့၌ထိုအဖြစ်သည်ထိုအများနှင့်ရက်မနေပဲ လပြူတို့နှင့်ဆက်သွယ်ဝင်ထွက်ရောင်းဝယ်ဖောက်ကားနေကြသူ အလုံးတို့ကိုဆက်ကားဆက်ကားဖြစ်လာ၏။လမ်းတွင်၎င်းအိမ်တို့၎င်းလာရောက်တိုက်ခိုက်ခြင်းခံရတတ်၏။ဗမာနိုင်ငံဗမာဘရင်၏ဖုံရိပ်အောက်တွင်ရှိနေသူမှန်သမျှတင်းတို့ကလပြူတွေအချင်းချင်းမှတပါကလပြူတွေနှင့်ဆက်ဆံနေလျင်အတိုက်အလူခံရသည့်ချီးဖြစ်၏။တကြိမ်ထက်တကြိမ်ပို၍ပို၍အတင့်ရဲလာ၏။ကလပြူတို့ထာမတင်းတို့တွေတစဒစဝယ်ယူသွားကြသောလက်နက်တို့ကလည်းမနှဲပြီ။ ထို့ကြောင့်ဒီအရေးကိုလိလူပြုမနေနိုင်တော့ပဲရဲဘုံမောင်ဘိုးတို့လိုက်လံထောက်လန်းကြရည်ထောက်လန်းတော့လဲခြေရာခြေချောင်းထင်းထင်းရှားရှားမတွေ့ရလောကအင်ကြီးအဆက်တောင်ကုန်းငယ်အချို့၌ဘင်းတို့စခန်းချထားသည့်နေရာကိုသာ တွေ့ရ၍လိုင်မြစ်ဘက်သို့ဖြတ်ဆင်းလေသလားဝနချောင်းဘက်သို့လှည့်ဆင်းလေသလားတွေ့တော့မရထိုစဉ်ရန်ကုန်မြို့ဝင်မင်းကြီးအိမ်နှင့်မဝေးလာသောအနောက်ဘက်ပန်စိုရန်ထဲ၌ဝင်ရောက်စီနင်းသွားသော အမှုတစ်ခုဖြစ်၏ ဗန်ဆိုရန်လမ်း၌ဥသာတွင်သည်ကြီးရက်ထိပ်သည်ဂုံတဲ့တယောက်ဖြစ်၏နိုင်ငံသားဂုံများကိုဒူလောင်ရောင်းချ၏နိုင်ငံသားမှဝယ်ယူတန်သောဂုံများကိုလည်းဒူလောင်ရောင်းချ၏ထို့သောရောင်းချရေးဝယ်ယူရေးအတွက်ဥသာတွင်ဤသမီးမမိုးသူနှင့်မမိုးဖြူတို့သည်ဈေးခေါ်ကောင်းများဖြစ်ကြ၏ဥသာတွင်ဤအိမ်တို့ကလပြူဂုံတဲ့များအဝင်ထွက်ရှိ၏ဥသာတွင်ဤသမီးအကြီးမမိုးသူကလည်းမိမိတို့ဗမာအချင်းချင်းကိုပင်အထင်သေးတရားရောင်းရှိ၏ ကလေးပြို့တိုင်းပြည်၌ဖြစ်သောရေမွေးများကိုအမြဲဆွဖြန့်၏ကလေးပြို့တိုင်းပြည်၌ဖြစ်သောကတဲ့မှုံများကိုလူချေ၏မမုတ်သူကလူထင်၍ဆက်ဆံသောဗမာလူငယ်ယောက်ျားကရဲဘုံမောင်ဘုတူရဲသာဖြစ်၏ရဲဘုံမောင်ဘုကလည်းမမုတ်သူ၏အိမ်သို့ကလေးပြို့များဝင်ထွက်သည်ကိုပင်မကြိုက်မတတ်သာမရှောင်သာသောကြောင့်သာကြည်နေရ၏ကလေးပြို့များကိုအစိမ့်လိုက်စားလုံနေသည့်အเจ้าများရဲ၌မမုတ်သူ၏အိမ်သို့ကလေးပြို့များ ဝင်ကြထွက်ကြသောအကြောင်းတစ်ခုပါ၏ဒုံနေနန္ဒကမမိုးသူသည်အာယုံဆွမ်းကဲ့ရန်အတွက်စွန့်တော်ဘန်းကိုဆေးနေ၏ထိုစဉ်ရဲဘုံမောင်ဘိုးလမ်းလျှောက်လာသည်ကိုမြင်သည်ဖြင့်နှုတ်ဆက်လိုက်သေး၏စွန့်တော်ဘန်းဆေးပြီးသည်ဖြင့်အိမ်ထဲသို့ဝင်လာသောအခါဘယ်ချိန်ကဝင်လာသည်မသိသောလူသုံးယောက်တို့မိမိ၏နောက်မှကက်လျက်ပါလာ၏မမိုးသူကိုကလပ်ပြူတို့ကင်ဆောင်တတ်သည့်ကပိုက်ဆောင်တဏမျိုးဖြင့်ချိန်ထားပြီးနောက်အိမ်သားအလုံးတို့ကိုနှုတ်ယူ၏ ထို့နောက်ယနေ့နေ့လယ်ကလပ်ပြူတို့ကိုကုံဘူးပေးချေမြင့်ငွေများကိုတောင်း၏မရလျင်အိမ်သားအလုံးကိုကျိုးနှင့်တုတ်၏ပဇာထဲသို့အဝယ်များထည့်၍အပေါ်မှစီးနောင်၏လူစိုးဘိုလ်တို့သည်နောက်ဆုံးတွင်မမုတ်သူကိုကြည့်လိုက်၏နင်လင်းတဟာလောက်ရှားသလားကလားနဲ့ဘလူးရမှာတင့်တယ်သလားနင်ဘလူးစရာမြမတွေတပုံကြီးရှိတကောလူစိုးဘိုလ်ကမမုတ်သူဤပါကို ဖြန်းဖြန်းမြီအောင်ရိုက်၏ထို့နောက်နင်လဲတတိထား ဟုမမိုးဖြူကိုတစ်ချက်လှန်ကန်ပြီးနောက်နောက်လိုက်တော့နှင့်အတူအိမ်ထဲမှထွက်သွား၏မမိုးသူနှင့်မမိုးဖြူတို့ကချက်ချင်းအိမ်ရှိသို့ထွက်၍អော်၏ဒိုးစင်ပင်အိမ်ပြင်ဘက်မှစောင့်နေဟန်ရှိသူတယောက်နှင့်ပေါင်းလူလေးယောက်တို့ငင်းကိုစီစီးလျက်အရှိဘက်သို့စိုင်းသွားကြ၏ဤအဖြစ်ပြက်သည် နေထန်းတပြားကမရှိမီဟန်သာဝရီရန်ကုန်တမျိုးလုံးပြန့်နှံ့သွား၏မိမိထွက်လာ၍ကွမ်းတရားညက်မြမကြာမီတွင် ရင်တို့ဖြစ်ပြသွားရသောကြောင့်ရဲဘော်မောင်ဘော်ကလည်းမကြေမချမ်းဖြစ်နေ၏ထို့နောက်တွင်မူဟန်တာဝရီရန်ကုန်မြို့၌ကလေးဖြူတို့နှင့်အဆက်ဆံပြုလုပ်ဝင်သူများမရှိတော့မိုးမချုံမီ နေချိုသည်နှင့်လမ်းဘော်တွင်လူသူကင်းရှင်းတိတ်ဆိတ်နေကြ၏တခါတည်းရန်ကလေးဖြူတို့စီးသွားကြသောညင်ခွာသံများ၅ရောက်တဲ့တွဲ၆ရောက်တဲ့တွဲအဆူလိုက်စကားပြော၍သွားကြသောရဲဘော်မောင်ဘော်ဤမျိုးဆောင်မင်းလူလင်များဤအတန်တို့မှတပါးတိတ်ဆိတ်မဲတိတ်ဆိတ်နေကြ၏ န္တရီရန်ကုန်တမျိုးလုံးဤမြ66တိတ်ဆိတ်နေစေနေဝင်ရည်တရော့တခုသောညနေတွင်ရုတ်ရုတ်တဲတဲအတန်တွင်ကြားလာရ၏အိမ်နိုင်အိမ်နိုင်တို့မှ အထိတ်တလန့်ထား၍တကားတစ်ချက်ကိုမတိမတာဟကြည့်ကြ၏လမ်းပေါ်၌များစွာသောလူသူဆင်မင်းတို့ကိုတွေ့ကြရ၏အသည့်ကြွားချီလာသောရန်ကုန်မြို့ဝင်သူတို့မင်းကြီးမဟာမင်းလမင်းကောင်ကျော်ဥမုံဤအချွေအရာနောက်လိုက်နောက်ပါတို့ဖြစ်ကြသည်ဟန္တာရီရန်ကုန်မြို့ဝင်သည့်ဥမုံသည် နတ်စုလက်ဝဲဘုံမဟာမင်းလာမင်းကောင်နှင့်ဓာကိုင်းလန်ကိုင်းတိုက်လူတထောင်နတ်စုလက်ရဘုံမဟာမင်းလာမင်းကောင်နှင့်ဓာကိုင်းလန်ကိုင်းတိုက်လူတထောင်ရွေးလက်ရဘုံမဟာမင်းလာမင်းကျော်ရစာနှင့်ဓာကိုင်းလန်ကိုင်းတိုက်လူတထောင်ရွေးပြည်မှန်ကင်းဘုံမဟာမင်းထင်ရစာနှင့်ဓာကိုင်းလန်ကိုင်းတိုက်လူတထောင်စုစုပေါင်းလူ3500နှင့်အတူရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြသည်အော်ဒီနေရာမှာ ဘိုးတယောက်ကိုလူတစ်ထောင်လူတစ်ထောင်ပါလာတယ်ပေါ့နော်ဘိုးလေးယောက်ဆိုတော့၄ထောင်လို့ကျွန်တော်ဖြစ်မယ်ထင်လိုက်ဒါပေမဲ့အဲစုစုပေါင်းလူ3500ဆိုပြီးတော့ဒီမှာကဏ္ဍနဲ့ရေးထားပါတယ်ပရောစာအုပ်ထဲအတိုင်းပဲကျွန်တော်ကတော့ဟိုဖတ်ပြလိုက်ပါတယ်ခင်ဗျာဟန်တာဝရီရန်ကုန်မြို့ဝင်တဲ့ဥမုံရောက်ရှိလာသည်နှင့်မြို့ကိုခိတ္တဒါဝန်ယူထားရသောရေဝင်မင်းကြီးနှင့်ကြောင်မော်မြို့ဝင်မင်းကြီးတို့ကရန်ကုန်မြို့၏အခြေအနေအရရကိုရှောက်ထားတော်ဥတင်ကြရ၏ရန်ကုန်မြို့ဝင်မင်းကြီးဥမုံကလည်း ချက်ချင်းအရေးတရူတိုင်းပင်ဆွေးနွေးလျက်ကြောင်မမြုပ်ဝင်မင်းကြီးနှင့်ရေဝင်မင်းကြီးကိုပကံမင်းလူတွေလားမင်းနှုံမင်းလူတွေလားဟု အကဲခတ်၏စကားအတော်တန်ပြောပြီးသည်နှင့်တဦးကိုတဦးအကဲခတ်၍ရကြသောအခါရန်ကုန်မြို့ဝင်မင်းကြီးကိုယ်တိုင်ကမိမိတို့လှုပ်ဆောင်ကြရမည့်အခြေအနေထားအပ်ရမည့်စိတ်ထားတို့ကိုရှင်းပြ၏ကျို့တို့ဗမာနိုင်ငံကိုနှစ်ချီလာများကလေးကစောကားသိမ့်ပတ်ရန်ကြံစီလာခဲ့ကြသော ကလေးပြူတို့ယခုအင်းနှင့်အနှင့်ဝင်လာကြသည် ဒီလိုအချိန်မျိုးတွင်ကျုပ်တို့ဘဝရှင်မင်းတရားကြီးနှင့်ညီတော်သားတော်တို့သည်လည်းမင်းယိုမင်းမျိုးအချင်းချင်းနောက်လိုက်နောက်ပါမူမတ်တို့မလိမ္မာသောကြောင့်ပြက်လူလူ ကျိုးကဲ့သို့တဲ့တဲ့မြရှိကြသည်စင်စစ်ဘဝရှင်မင်းတရားကြီး၏အရေးညီတော်မင်းနှုံးမင်းနှင့်ကနောင်တို့၏အထင်မြင်လွဲမှားနေကြသောအရေးသည်နိုင်ငံ၏အရေးမဟုတ်ကိုယ်တို့ကျုပ်တို့ကြိတ်ကျွင်ဟူသည်တခင်ကိုချစ်လျင်နိုင်ငံကိုချစ်ရမည်နိုင်ငံတည်ရမှသာကိုယ်တခင်တည်ရမည် နိုင်ငံမရှိဘဲသခင်ရှိနေ၍ကျွတ်တို့သခင်ကိုပသို့ထားမည်နီယခုကျွတ်တို့အိမ်ကိုမိလောင်နေချေပြီမိကိုအရင်မငိမ့်ဘဲမြည်သူအားဤအိမ်ကိုပေးသင့်ဤဟုညှင်းခုံခိုက်ရန်ပြုနေကြ၍မဖြစ်ဘုရားရှင်မင်းတရားကြီးတို့ညီနောင်သည် အလိုလိုက်၍အကြိုက်ကိုတင်ကြသော မင်းပါကံ့မြောင်တို့ဤရှောက်ထားမှုကိုနားဝင်လျက်ညီနောင်ချင်းချင်းပြိုင်ဆိုင်ရန်သာရဲမဲ့လူသူစုနေကြသည် ကလေးပြူတို့ဤဘေးရန်ကိုမူကြီးသည်ဟုမထင်အမှုလည်းမထားမိမိတို့ဤအနိကတ်သောအရေးခင်းကိုသာ စိတ်ပါဝင်စားဖြစ်နေကြသောကြောင့်နင်တို့ကြောက်ကြသလားဟုဆိုမိဆို၍ကလေးပြူတို့၌အင်းအားလက်နက်များပါသည်ကောင်းသည်ဟု၍မိသူများအမှန်ကိုမလျှောက်တင်ဝင်ကြဒီအရေး၌ကိုတို့ကျုပ်တို့သည်ကိုတို့တခင်နှင့်ကိုတို့နိုင်ငံတွင်ကိုတို့ကျုပ်တို့အညီအညာအစွမ်းကုန်ကြိုးပမ်းကြရန်သာရှိတော်သည် ကျို့တို့ဗမာနိုင်ငံသားရှန်ကရင်ကလိုင်းဂျင်းဖောအလုံးစီစီယုံယုံပြုကြ၍ကျူကျော်ရန်လာရောက်ကြသည့်ကလဖြူတို့ကိုကိုတို့ကျို့တို့ကိုစွမ်းကိုစနှင့်ခုခံနိုင်အောင်ကျို့တင်ပြင်ဆင်ထားကြစို့ရန်ကုန်မြို့ဝင်မင်းကြီးသည်ကြောက်မော်မြို့ဝင်မင်းကြီးရေဝင်မင်းကြီးစစ်ကဲနာခံစာသောမူရန်ရာရန်အသီးသီးတို့နှင့်ဤတို့တွေ့ဆုံပြောဆိုပြီးသည့်နောက်ချက်ချင်းလိုပင်ဟန်တာရီရန်ကုန်မြို့နှင့်တကား အောက်ဗမာနိုင်ငံတစ်ခုလုံးလူသူလက်နက်တို့လှုပ်လှုပ်ရှားရှားဖြစ်လာကြ၏ဓာသွေးလှန်သွေးပြူလာကြ၏ကြီးလက်တော့ရွာကလေးတွေအလုံးလုံးလုံးပင်စီယိုဝါဒတ်တစ်တံများကာယံကြကုန်၏မြို့နေအမှုရန်တို့လည်းမိမိတို့ကျွမ်းသောနေပဲတလျှောက်တို့ရောက်နေကြ၏ညင်းဒီကျော်ဆွေဆက်ကိုမူရန်ကုန်မြို့ဝင်တက်ကနှစ်သက်သဘောကြသည်ဖြင့်ကိုရန်လက်ဆွဲတော်အဖြစ်မိမိအနီးတွင် အမှုထမ်းစေ၏ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရန်ကုန်ဗဆွေဤတေတော်မှတိအော်ကောင်းဤဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာဘေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ